န်ကားမြန်မာနိုင်ငံလမ်းကိုဖနှမ်းမာထဲသွင်းဝေးဆင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကြီးထုတ်ကြမနေကြတဲ့တာဇန်ကြီးပြည်သူများလုံးပဲမင်္ဂလာပါများအကရစ်ဘော့ကနေတင်ဆက်နေပါတယ်ချင်းလေးဗန်ကားမြန်မာနိုင်ငံဂုံကိုစောင်းနေတဲ့ထိတ်တန့်ကစားမတူဖြစ်ပေမဲ့သူရဲ့ဖနှမ်းမာမြန်မာလမ်းကိုထဲသွင်းဝေးဆင်တဲ့ပုံမှာဝေဖန်မှုတွေများစွာရှိနေပါတယ်ဒါပေမဲ့ဗန်ရဲ့ရွယ်ချက်ကိုအရင်ဆုံးသုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်အားကစားမများစုကမိမိတို့နိုင်ငံရဲ့အလံကိုဝေ့ဆင်ခြင်းကနာကိုပေါ်မှာပုံဖော်ခြင်းတို့ကမိမိတို့ရဲ့ဇာတိမြေကိုဂုံယူချောင်းဖော်ပြခြင်း နိုင်ငံကိုကိုစားပြုကြောင်ဖော်ပြခြင်းနဲ့နိုင်ငံသားတွေရဲ့အားပေးထောက်ခံမှုကိုကျေးဇူးတင်ကြောင်ပြသခြင်းတို့အတွက်သာဖြစ်ပါတယ်။ကမ္ဘာစစ်မီပြိုင်ပွဲများစွာမှာအာဂဇာမားတွေကသူတို့ရဲ့ဝစ်စုံလက်အိတ်ဖဏံများအပေါ်မှာမိမိတို့နိုင်ငံလံကိုပုံဖော်ထားလေးရှိကြတာပါ။ဒါကအားပေးထောက်ခံမှုရဖို့နဲ့နိုင်ငံကိုစားပြုကစားမားတွေဖြစ်ခံယူချက်ကိုပြသတာဖြစ်ပါတယ်။ဝေဖန်သူများရဲ့မြင်ကိုသုံးသပ်ကြည့်တဲ့အခါမှာမြမရင်ကျေးမှုနဲ့ရိုးရအမြင်များကအဓိကခံကဏ္ဍကနေပါဝင်နေတာပါ။မြမရင်ကျေးမှုမှာအမြင့်ထားခြင်း၊ဥကောင်းနဲ့အောက်ထားခြင်း၊ခြေထောက်ဆိုတဲ့အယူဆတွေရှိပါတယ်။ နိုင်ငံတော်လံကိုလွန်မင်းအလေးမြတ်ထားတဲ့အတွက်မြေကြီးပေါ်နေမိနိုင်တဲ့ညစ်ပတ်နေနိုင်တဲ့ဖက်နက်ပေါ်မှာထားရှိခြင်းကလေးစားမှုကင်းမဲ့ရာရောက်တယ်လို့မြင်ကြတာဖြစ်ပါတယ်။မြမယူရအမြင်အရအလံကိုဖက်နက်မှာထားရှိခြင်းကနိုင်ငံကိုနှိမ်ချစေခြင်းဒါမှမဟုတ်စော်ကားရရောက်တယ်လို့ယူဆကြတာဖြစ်နိုင်ပါတယ်။ဒီလိုဝေဖန်မှုတွေဖြစ်ပေါ်လာတာကဖြစ်တဲ့တည်မဖြစ်တဲ့တည်ဆိုတာထက်ယဉ်ကျေးမှုဆိုင်ရာအမြင်မတူညီမှုကြောင့်ဖြစ်တယ်လို့သုံးသပ်မိပါတယ်။မြမယူရနဲ့ယဉ်ကျေးမှုတန်ဖိုးတွေကိုထိန်းသိမ်းလို့သူတွေအတွက်နိုင်ငံတော်လံကိုတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းနဲ့လေးစားမှုပုံစံတိုင်းသာလိုက်နာထားရှိစေလို့ကြားမှာပါ။ နိုင်ငံကအကစားလောကမှာတော့ဖနက်ပေါ်မှာအလံပုံပါတာကရိုးရှင်းစွာဂုဏ်ပြုခြင်းကိုသာဆိုလိုပါရည်။ဗိုင်းရည်ရချက်ကလေးစားမှုမကင်းမဲ့ပဲနဲ့နိုင်ငံကိုကိုစားပြုလို့တဲ့စိတ်ရင်းဖြစ်တဲ့အတွက်အတိဘယ်ကိုလုံလုံကျူးကျူးမဖွင့်တင်ဘူးလို့ဆိုကြပါရည်။ပြည်သမျှအနေနဲ့လည်းအကစားမှာတဝီရဲ့စိတ်ရင်းစေနာကိုလေးထားတင်ကြောင်းဆွေးနွေးတင်ပြလိုက်ရပါရည်များ။ချီတို့တိတ်မဲ့ကြကြဆန်းပါနဲ့။